အားလုံးပဲမင်္ဂလာပါရှင်ကျမဖို့ဖို့ပါဒီကနေ့မှာတော့ဆရာတန်လွင်မြေသားထားတဲ့ကိုစီတန်ဖိုးဆိုတဲ့စာအုပ်ကိုလာပြီးဖျက်ပြပေးလာမယ်ဖြစ်ပါတယ်ကလေးတို့ရေတို့ကြောင့်ကစာတင်ခန်းလေးဟာတိတ်ပျော်စရာကောင်းတဲ့နေရာလေးပေါ့လေစာတင်ခန်းထဲမှာအမြဲနေကြတဲ့သူငယ်ချင်း၅ယောက်ရှိပါတယ်သူတို့ကတော့ဆရာမရဲ့တောက်တူမုန်း ီဆီယမစပွဲဖို့ကဘုံအိုလေးចောင်းသားរីရေတောက်တဲ့တောက်ရီအိုလေးအခန်းသက်ရှင်ရေလောက်တဲ့တပြက်စီလေးနဲ့အမိုက်ပုံလေးတို့ကိုဖြစ်ပါတယ်တရက်မှာဘုံအိုလေးရေအိုနဲ့ចောက်ပင်ပုံလေးတို့ကအမိုက်ပုံနဲ့တပြက်စီတို့ကိုညစ်ပါတဲ့သူတွေအကောင်းတဲ့သူတွေလို့ပြောကြတဲ့ကိုလေအမိုက်ပုံလေးနဲ့တပြက်စီလေးတို့ဟာသူတို့သူငယ်ချင်းတွေမခေါ်ကြတော့တာမို့ဝန်နေနေကြ နောက်ဆုံးတော့အမိုက်ပုံလေးနဲ့တပြက်စီလေးဟာစာတင်ကန်းထဲကထွက်ခွာသွားကြရတယ်။စာတင်ပုံရေဦးနဲ့ပန်းဦးလေးတို့ဟာညစ်ပတ်တဲ့သူငယ်ချင်းတွေမရှိတော့ဘူးဆိုပြီးပြောနေကြတာပေါ့ကွယ်။ဒါပေမဲ့သူတို့အခန်းလေးဟာအရင်လိုပြောစာမကောင်းတော့ဘူးတဲ့။တန့်ရှင်ရေလုံလိုက်တဲ့သူတွေမရှိကြတော့တဲ့အခါညစ်ပတ်ပြီးကြွက်တင်ရင်တွေလည်းပေါများလာတာပေါ့။ ဆရာမကတပြက်စီလေးနဲ့အမိုက်ပုံလေးတို့ကိုမတွေ့မိတာမို့သူတို့အားလုံးကိုခေါ်ပြီးနေတဲ့အတန်းသေးကညှစ်ပတ်တဲ့သူငယ်ချင်းနှစ်ယောက်ကို ထွက်သွားခိုင်းလိုက်တာလို့ဘန်ဦးလေးကဖြေလိုက်တယ်ဆရာမကအားလုံးဟာသူ့တောင်းဝန်နဲ့သူအရေးကြီးတဲ့သူတွေဖြစ်တယ်အားလုံးဟာတန်ဖိုးရှိကြတယ်လို့ရှင်းပြတဲ့နောက်ဆုံးတော့သူတို့ရဲ့သူငယ်ချင်းနှစ်ယောက်ကိုသွားတောင်းပန်ကြတယ် ။စာသင်ခန်းထဲမှာပြန်နေပြီးပြောစရာကောင်းတဲ့နေရာလေးဖြစ်အောင်အတူတူစူးစမ်းကြမယ်လို့လည်းတည်ပြုကြတယ်။ကဲခုဆိုရင်တို့စာသင်ခန်းလေးဟာပြောစရာကောင်းတဲ့နေရာလေးပြင်ဖြစ်သွားခဲ့ပါပြီ။အရာရာတိုင်းမှာတံပိုးကိုစီရှိကြတယ်ဆိုတာအားလုံးနားလည်သွားကြပြီပေါ့။ဟုတ်ပြီလေအားလုံးတော့လောက်ပါပဲ။ကျေးဇူးတင်ပါတယ်ရှင်။